ကျွန်တော်တို့ကစင်းလုံးတက်မှတ်ထားတာတော့တအိုးနသိန်းခွဲနှုံးနဲ့တက်မှတ်ထားပါလေရှင်။ပါတာတော့အမပေါ့နော်ဟိုပေါ့နော်ကျဲဝက်ဟိုကဖေပစုံပေါ့နော်ပြီးလို့ရှိရင် ပိန်းဥပစုံဥငုံဥပေါ့နော်ဆယ်လွာလောက်ရှိရယ်ဝက်ခောက်ပေါ့နော်တကယ်တော့ဝက်တာမစားတဲ့မျိုးဆိုကြက်တာတီးတန်းအဲ့လိုလှုပ်ပေးလို့ရပါတယ်ရှင်ဟုတ်ဟုတ်ကဲ့အိုးကလည်းတော်တော်ကြီးရယ်ပြီးအရာတာကလည်းအရန်ကောင်းပြီးတော်တော်လက်လက်ဆက်ဆက်ဖြစ်တယ်ဖြူဖို့ကစားမှုတာတော်တော်ကြာနေပြီလို့မဲ့နည်းနည်းသုံးနေတယ်ရဆိုင်မပွက်ခင်တည်းဖြူဖို့အိုးလေးနဲ့ပို့ပေးလိုက်တယ်အမကလည်းတော့တတရရယ်လည်းဖြစ်တယ်ဟောလက်လက်နဲ့ဆက်တယ်တန်နဲ့တန်ရှင်းတယ်ဆိုတော့စားတာတော်တော်လေးကိုအဆင်ပြေတယ်မိသားစုနဲ့စားမယ်ဆိုတော့တော်တော်လေးကိုစားလို့ရတယ်ဆယ်ရောက်တအိုးဆိုရင်ဆယ်ရောက်တော့ စားလို့ရပါတယ်ပေါ့နော်ဒီနေ့မောကောဟဘော့ဆိုင်ဖုံမွဲလေးကိုတက်ရောက်ဖြစ်တာအမနဲ့အာခင်တာကြပြီเนาะညီမတွေခင်တာကြပြီပြီးတော့ဒီ Chinese New Year တော့ကလည်းဟဘော့တွေအိမ်ကိုပေးသေးတယ်တတိယကကောင်းလေးစားရတယ်ပေါ့เนาะအော်ဒီနေ့ကရှုဘိုးတို့ဒီဟဘော့ကြိုက်တဲ့သူအတွက်ဆိုရင်ဒီမောကောဟဘော့ဟာကိုရိုင်း homemade လုပ်ထားတဲ့ဒီဟဘော့တွေပေါ့เนาะအဲ့လိုဆိုတဲ့အခါကျအရသာလည်းအရန်ရှိပြီးတော့စားရလည်းအရန်ဆင်ပြေတယ်စီတဲ့အရန်မများတဲ့ဒီ အဖြစ်ဘူးလို့ဝေးလျှော်တဲ့သူတွေဟော့ပေါ်တိုက်တဲ့သူတွေဆိုလို့ရှိရင်ဒီမိုးကုတ်ဟော့ပေါ်အရန်ကိုအဆင်ပြေတယ်ပေါ့နော်အခုဆိုရင်ရာသီဥတုတွေရတယ်တတရရလေးမိုးတွေအေးအေးလေးဆိုတော့ဟော့ပေါ်စားမယ့်အချိန်နဲ့ကွက်တိပါပဲအဲ့တော့ဒီဆိုင်လေးကကျတော့ရှုပ်ဖို့ဒီပိုင်အိုနီယာဝင်းထိန်တန်းလေးမှာ365အရင်တော့ဆိုင်အဟောင်းလေးမှာဖွင့်ထားတယ်ဆိုတော့ဒီဆိုင်လေးကဟိုထင်တာမြင်တာလည်းရှိတယ်တောင်းလာတယ်လွယ်ကူတယ်ကဖခင်ရတယ်အခုဒီမှာအများကြီးပဲရှိတဲ့သူဆိုတော့နိအများကြီးပဲရှိတယ်ဆိုတော့ဟော့ပေါ်စားတဲ့သူတွေဒီဆိုင်ဝင်လာဖို့ဖိတ်ကောက်ပါတယ်ပြီးတော့မိရှိလည်းအရင်ကောင်းတယ်မိုင်းတာမိရှိနော်မိုင်းတာမိ ရှိတဲ့အရင်ကောင်းတာတွေကရိုးရာ traditional ဖို့ပေါ့နော်အဲ့ဒါလေးလည်းနားပြီးတော့အားပေးစီချင်ပါရရှင်ဟိုပေါ့နော်ကျမတို့ကဟိုဟာမနက်ဆိုရင်မနက်ဆိုရင်ရှမ်းခေါက်ဆွဲပေါ့နော်ရှမ်းထိုးနေတာရှမ်းရိုးရာအစားစားပေါ့နော်အမမကုတ်မကုတ်ခေါက်ဆွဲတွေရောရတယ်မကုတ်ပုံစံဒေတာပုံစံမျိုးလေးတွေပေါ့နော်အမအဲ့လိုမျိုးလေးတွေတော့မနက်စာတော့စီစဉ်ထားပါတယ်ရှင်နေ့လည်းဆိုရင်ဒီမကုတ်ဟော့ပေါ့ရဲ့မိုင်းတာမြစ်ရှိပေါ့နော်ကျွန်တော်တို့ရဲ့အဲ့ရိုးရာမြစ်ရှိလေးတွေ ျွန်တော်တို့ရိုးရမိရှိကြကြတော့ကျွန်တော်တို့ဟိုပါပေါ့နော်တလီရကြတော့ဟိုအမှန်တကယ်ဆိုသူကမိရှိဖက်လေးကိုလက်ပေါ်လေးတင်ပြီးမှအစာလေးနဲ့စားရတယ်မကျွန်တော်တို့အဲ့ဟာတော့နောက်ပိုင်းဆိုရင်ဟိုကနော်စီစဉ်လေးလေးဆွဲပြီးမှတော့ရပြပေးပါမယ်ရှင်ဟုတ်ပြီကျွန်တော်တို့ကစိန်လုံးတက်မှတ်ထားတာတော့တအိုးကိုနသိန်းခွဲနှုံးနဲ့တက်မှတ်ထားပါတယ်ရှင်ပါတာတော့အမပေါ့နော်ဟိုပေါ့နော်ကျဲဝက်ဟိုငါဖဲပစုံပေါ့နော်ပြီးလို့ရှိရင် ပိန်းဥကစုံဥငုံဥပေါ့နော်ဆယ်လွာလောက်ရှိရယ်ဝက်ခောက်ပေါ့နော်တကယ်တော့ဝက်တာမစားတဲ့မျိုးဆိုချက်တာတီတန်အဲ့လိုလုတ်ပေးလို့ရပါတယ်ရှင်ဟုတ်ဟုတ်တယ်အိုးကလည်းတော်တော်ကြီးရယ်ပြီးအရာတာကလည်းအရန်ကောင်းပြီးတော်တော်လက်လက်ဆက်ဆက်ဖြစ်တယ်ချွေဖို့ကစားမှုတာတော်တော်ကြာနေပြီလို့လည်းနည်းနည်းသုံးနှစ်တရားဆယ်မပွင့်ခင်နဲ့ချွေဖို့အိုးလေးနဲ့ပို့ပေးလိုက်တယ်အမကလုတ်တာတသက်ကြီးရယ်လည်းဖြစ်တယ်ဟောလက်လက်နဲ့ဆက်တယ်တန်နဲ့တန်ရှင်တယ်ဆိုတော့စားတာတော်တော်လေးကိုအဆင်ပြေတယ်မိသားစုနဲ့စားမယ်ဆိုတော့တော်တော်လေးကိုစားလို့ရတယ်ဆယ်ရတအိုးဆိုရင်ဆယ်ရလောက်တော့ စားလို့ရပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့လိုပေါ့နော်ဖုန်းကြီးဆုံးကတ်တာပဲဖြစ်ဖြစ်ပေါ့နော်အမဒီမျိုးပါတီပွဲလောက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးမိတာစုလိုက်စုံစားတာပေါ့နော်အဲ့လိုဆိုလည်းစားရတာအဆင်ပြေတယ်ရှင်အသားကိုပေါ့နော်ကျွန်တော်တို့ကကြော်လော်ပြီးမှဟိုဟင်းရည်လေးနဲ့ဟိုစားချင်တဲ့ချိန်ကြမှာ မိထည့်ပြီးမှစားရုံပါမယ်ရှင်ဟုတ်အရသာလေးကရုပ်ကိုအရင်ကြိုက်တဲ့အရသာလေးပြီးတော့ဟိုဘောက်ပေါ့စားရတာလည်းတော်တော်လေးအဆင်ပြေတယ်ဟိုအသားလေးတွေစားလိုက်တဲ့အချိန်မှဟိုထိတိမိမိဖြစ်စေရပေါ့နော်ဒါရုပ်ကဟိုဒီနေ့ကကြတော့ရုပ်ကဟိုဝတ်သားစားတဲ့သူဆိုတော့ဒီနေ့မစားခဲ့ရဘူးဒါပေမဲ့အမအမအမလောက်တာတော့အိမ်ကိုပို့ရတယ်အိမ်မှာတော်တော်လေးကိုစားလိုက်ရတယ်အဲ့ဒီအရသာကိုကောင်းကောင်းလေးမှတ်မိနေရဟိုပါပဲအမနဲ့ကတော့အမြဲတမ်းတွေ့တော့မှလည်းဟိုအမြဲတမ်းစကားပြောပြတယ်ဟိုအကောင့်မှလည်းအမြဲစကားပြောပြခင်နဲ့ခင်နဲ့တခု ခုလုပ်မယ်ဆိုလဲတိုင်ပင်နေဒီပုံကြည့်ကွာလဲအမောင်တိုင်ပင်နေခင်တာဒီတန်းစုလို့ဖြစ်နေခင်တာတော်တော်ကြာပါပြီအမောင်နေရတယ်ဟုတ်ပြီအဲ့တော့ကိုမကိုမလာပါဘူးကိုမလာပါဘူးမအေးအဓိကတော့အစားတော့လဲရှောင်းတယ်ပြီးတော့ဒီဟိုဝိတ်လဲရှော့တာလည်းပါမယ်အရက်တွေပါလည်းမတောက်တော့ဘူးဒီရှင်ဘူက ခြေလေးချောင်းသားလည်းမစားတော့ဘူးဆိုတော့တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့အသားလေးပြန်ပြီးတော့တော်တော်လေးတော်တော်လေးလောက်ဖြစ်တယ်ခြေပိုးနဲ့ဘာသာရေးလည်းပို့လို့ဖြစ်တာခြေပိုးနဲ့စောင်းတာနော်ဘာသာရေးလောက်ရင်းနဲ့စောင်းတာနော်ဟုတ်တယ်အားကြောင့်မို့လဲပို့ပြီးတော့ကြည်ရတာအဆင်ပြေလာရလို့ထင်တာပေါ့နော်ဟုတ်ကဲ့ရှင်ဆိုင်လိမ့်စာလေးရမဟိုကအလုံးလမ်းမပေါ်အမတ်330ရန်ကုန်ရန်ကုန် International Hotel ဝင်ထဲမှာပါရှင်ဟုတ်